ီကားလေးကတော့ဂိမ်းဆော့ရမှာပရိုကြတဲ့ကောင်းလေးတယောက်အကြောင်းပါ။ဒီနေ့မှတော့သူကြိုက်ဆုံးဂိမ်းနဲ့ကိုရုတ်တရက်ရောက်သွားပါတယ်။ဒါမဲ့ဒီဇယ်လန်ကတခြားအီဆဲခန့်ကားတွေနဲ့လုံးဝမတူပါဘူး။ဘာလို့လဲဆိုတော့တခြားအန်နမီကားတွေမှာ MC ကဂိမ်းနဲ့ဒါမှမဟုတ်တခြားကပောက်ရောက်သွားတာနဲ့ဆော်လေးတွေနဲ့ပျော်ပါတာတို့ဒါမှမဟုတ်ရန်ကျန်းနဲ့စွမ်းအားတွေရလာတတ်ပါတယ်။ ဒါပေမဲ့ဒီကားလေးတွေမှာတော့ကျွန်တော်တို့ရဲ့ MC မောင်ယိုကတော့ဒီကိန်းနဲ့ရောက်သွားတော့အဲ့ဒီကိန်းရဲ့အနေဆုံးစင်တတော်ပါဖြစ်သွားပါလိမ့်။ဇလန်းဆာမှာတော့မောင်ယိုကသူ့တငယ်ချင်းနဲ့သူနေ့တိုင်းဂိမ်းဆော်နေပါလိမ့်။သူရဲ့ mission ကတော့ slime နေအများကြီးကိုတတ်ရမှာပါ။မောင်ယိုကတော့ဂိမ်းကိုလွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံးဆော့လာတာပါ။သူကတော့ slime နေအများကြီးကိုတနေရာထဲမှာစုစည်းဖို့ပလန်ချပြီးညံကောင်းစွာနဲ့ပဲ slime တွေအကုန်လုံးတပြိုင်တည်းရှင်းလိုက်ပါလိမ့်။ဒါကြောင့်သူ့ဖွဲ့သားတွေကတော့သူ့ကိုချီးကျူးနေကြပါတယ်။ဖွဲ့သားတွေကတော့စူချင်းနေနဲ့ပစ္စည်းကောင်းတွေအများကြီးရသွားကြလို့ဒီနေ့တော့တော့ဂိမ်းထဲကထွက်သွားကြပါတယ်။ ဒါမဲ့မောင်ရိုးရှိမှာတော့ကပြားလေးတပြားသာရလာပါရင်ဒါမဲ့တော့အဲ့ဒီကပြားရဲ့နောက်ကွယ်မှာတခြားတံမိုးကြီးစုရေးပေးထားတာဖြစ်နိုင်တယ်လို့တွေးမိပါတယ်။ဘာလို့လဲဆိုတော့ဒီကဲကသူ့အတွက်ဆယ်နှစ်ပြည့်လက်ဆောင်မှုလို့ပါ။ဒါကြောင့်သူလည်းလက်ဆောင်လက်ခံလိုက်တာနဲ့ဂိန်းကဘာတွေကိုရောက်သွားပါတယ်။ဒါမဲ့အဲ့ဒီမှာတော့ဂိန်းထဲမှာအားနည်းဆုံးလို့သတ်မှတ်ခံထားရတဲ့တာမန်ရိုးစုတက်တော်ဖြစ်သွားတာကိုတွေးလိုက်ရပါတယ်။သူ့ရဲ့အဆင့်ကိုပြောရရင်တော့သူက level 1မှရှိပါတယ်။ဂိန်းနဲ့တခြားအကောင်တွေကသူ့ထက်အဆင့်ပိုမြင့်နေပါတယ်။ သူ့စီအောင်မြင်တော့မောင်ရိုးလည်းစိတ်သက်သာသွားပါတယ်။ဂိမ်းလုံးတဲ့လူတွေကသူ့ကိုဘာလို့ဒီလိုနောက်နေရတာလဲလို့တွေးနေပြပါတယ်။ဒါမဲ့သူ့အတွက်ဒီလိုဖြစ်အောင်တတ်တတ်လုံထားတာဖြစ်နိုင်ပြီးတော့ level ကိုမြင့်လို့ရတယ်လို့တွေးမိပါတယ်။အဲဒီနောက်မှာတာမန်ဆင်မွန်စတာတွေအနိုင်ယူပြီးအစ်စီအောင်မြင်မြန်မြင့်လို့ရပါတယ်။ဒါမဲ့အခုသူ့အစ်စင်တစ်ထန်နေတာမရှိပါဘူး။ဒါကြောင့်သူက slime တစ်ကောင်ကိုဖမ်းပြီးတက်ဖို့ကြိုးစားပါတယ်။အမစလိုင်းကဘာမှဖြစ်ခဲ့ပါဘူး။ဒါကြောင့်သူလည်းနင်းနေဒေါသထွက်သွားပါတယ်။ဒါမဲ့ slime ကတော့သူ့ကိုပြန်တိုက်ခိုက်တာနဲ့ရှော့သွားပါတယ်။အဲဒီနောက်မှာတော့ပြန်ရှင်လာပြီးတခြားသူတွေကိုတိုက်ခိုက်နေပါတယ်။ ဒါမှဘယ်တော့အောင်မှာဒါမှမဟုတ်ဒီကင်းကိုခုမှစဆောတဲ့ကစားသမားတွေတောင်သူ့လောက်အရန်အားမနေပါဘူး။အဲ့ကြောင့်သူကအရင်ကစိတ်တက်ကြသွားပါတယ်။ဒါမဲ့သူကဘလူနီနဲ့မဆိုလေပဲမျှမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နှစ်ချိန်မှာပဲပလီယာနှစ်ယောက်ကိုတွေးလိုက်ရပါတယ်။မောင်ယိုးကလည်းသူတို့ရှီကိုသွားပြီးလှောင်ပြောင်ကစိတ်တူအောင်လုပ်နေပါတယ်။အဲ့ချာမှာတော့ပလီယာတွေကမောင်ယိုးကိုတိုက်ခိုက်ဖို့ရှီကိုတိုးလာခဲ့ပါတယ်။ဒါမဲ့သူကတော့အနီနာမင်းစာတွေရှီကိုပြေးသွားပြီးတော့မင်းစာတွေတိုက်ခတ်လိုက်ပါတယ်။အဲ့ကြောင့်သူတို့လည်းဒေါသထွက်သွားပါတယ်။ဒါမဲ့မင်းစာတွေမှာအားနည်းချက်တစ်ခုရှိပါတယ်။ တို့ကအနီးဆုံးသူတွေကိုပဲဦးစားပေးပြီးတိုက်ခိုက်တာပါအဲ့ဒီခါမှာတော့ပလီယာတွေရောက်လာတော့ကော်ဘလင်တွေကတို့ရန်သူလွတ်တက်မှတ်ပြီးတိုက်ခိုက်လိုက်ပါတယ်မောင်ယိုကတော့ပလီယာတွေကမင်စာတွေရောနိုင်ယူနိုင်လောက်တက်မာတယ်ဆိုတော့ကြည်ပါတယ်ဒါကြောင့်မောင်ယိုကလည်းတို့ကိုတုံးချနေရပါမင်စာတွေတည်တဲ့ခါရတဲ့ experience ကိုတို့ကိုတိုက်ခိုက်ထားတဲ့သူကမျှဝေပြီးတော့ရပါတယ်ဒါကြောင့်မောင်ယိုရဲ့အဆင့်ကလည်းနည်းနည်းစီမြင့်တက်လာပါတယ်အဲ့လိုလုံးနဲ့အဆင့်နည်းုံမြန်မြန်ရောက်သွားပါတယ် ဤနောက်မှာတော့အစင်ငါးအောင်ရောက်သွားခဲ့ပါတယ်။အဋ္ဌာမှာတော့သူ့အစားဒုက္ခပေးခဲ့တဲ့ဆလိုင်းအောင်လက်စားပြန့်ချနိုင်လောက်အောင်ဆွမ်းရင်ရှိသွားပါတယ်။နောက်တနေ့မှာသူနဲ့အမျိုးတူအယုံမွန်စတာနှစ်ကောင်တွေ့လာရပါတယ်။ဒီယိုးစုငပိနှစ်ကောင်ကတော့မောင်ယိုးကိုသူတို့ရဲ့ကောင်းဆောင်ဖြစ်သတ်မှတ်ထားတာပါ။မောင်ယိုးကလည်းသူ့ရဲ့အဖော်ရင်းနဲ့နေနေတယ်ပေါ့။မနေ့ကသူပြဿနာရှာလိုက်တဲ့ကောင်းကြီးရဲ့ကောင်းဆောင်အောင်ရောက်လာပြီးတော့သူတို့တိုက်ခိုက်လိုက်ပါတယ်။သူရဲ့ပထမဆုံးတိုက်ခိုက်ဆန်းနေတဲ့အဖေါ်နှစ်ယောက်လုံးရှော့သွားပါတယ်။မောင်ယွန်းရဲ့သူရလည်းအယမ်းကိုနည်းသွားပါတယ်။ ဒါပေမဲ့မောင်ရိုးကတော့ထွက်ပြေးဖို့ကြိုးစားနေပါတယ်အဲ့ဒီခါမှာတော့ဟိုဘက်ကတော့ထပ်တိုက်လိုက်ပါတယ်ဒါကြောင့်သူလဲရှင်းသွားပါတယ်လူနဲ့ပြန်ရှင်လာပြီးတော့အယိုးစင်းတစ်ကောင်ရှိကိုပြန်ရောက်သွားပါတယ်အဲ့ဒီခါမှာတော့သူ့ရဲ့အတွေးကြောင့်အင်းအားထပ်ရောသွားတာကိုတွေးလိုက်ရပါတယ်တောင်မြင်တော့သူလဲဒေါသထွက်သွားပါတယ်ဘာလို့လဲဆိုတော့အတွေးကြောင့်ဒီလိုမြင့်မော်အယောင်ကြိုးစားခဲ့ရလို့ပါအဲ့နောက်မှာတော့သူကနီးစက်အမျိုးကိုသွားပြီးတော့ယာဒူတိုမြှင့်ရမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်ယာဒူတိုမြှင့်နေဆိုတာကတော့အစင်ကတ်တက်ချက်ကိုကြော်လွန်တာကိုဆိုလိုတာပါ အစင်းနိုင်တက်တော့ရတဲ့တတ်မှတ်ထားတဲ့အစင်းတစ်ခုလေးကိုရောက်နိုင်ပါတယ်။အမေရာထူးတိုးမြင့်ပြီးရင်တော့အဲ့ဒီကန်တန်ချက်ကိုကျော်လို့ရပါတယ်။အမေအဲ့ဒီတော့အရင်ဆုံး level 20ကိုရောက်ရပါမယ်။ level 20ကိုရောက်မှရာထူးတိုးမြင့်လို့ရပါပါ။ဒါကြောင့်သူကအစင်းမြင့်မှုစူးစမ်းပါတော့တယ်။ ဒီလိုနဲ့အသေးလေးစူးစမ်းပြီးတဲ့နောက်မှာတော့စစ်နှက်ဆယ်ရောက်ရှိသွားပါတယ်။အဲ့ဒီနောက်မှာတော့အချိန်မဖြုံးဝဲမျိုးတွေကိုတန်းသွားလိုက်ပါတယ်။အဲ့ဒီမှာတော့ player တွေအများကြီးကိုတွေ့ရပါတယ်။ player တွေအားလုံးကလည်းသူ့အမြင်တော့ထူးဆန်းတယ်လို့ကြည်နေကြပါတယ်။ Monster တကောင်ဒီမျိုးထဲမှာရှိနေတာရအောင်ထူးဆန်းနေပါတယ်။ဒီချိန်မှာပဲဂိတ်ဆောင်းအောင်မောင်ရုပ်ကိုတိုက်ဆက်လိုက်ပါတယ်။အဲကြောင့်သူလည်းအဲ့ဒီနေရာမှာနေရှော့သွားပါတော့တယ်။ အားလုံးမင်္ဂလာပါဗျာ။ Enemy Limit စတင်ရမှာတော့အားလုံးကိုကြီးတောင်းနေရရှိပါတယ်။အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုမြန်မာနိုင်ငံကြည့်နေရဆိုရင်တော့ VPN လေးချိန်ပြီးတော့ server ကိုတော့ US or UK server လေးကိုချိန်ပြီးကြည့်ပေးဖို့တောင်းဆိုပါတယ်။ဒါမှကျွန်တော်တို့လို YouTuber တွေကို YouTube ကနေပတ်စံပေးတာမို့လို့ပါ။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။တစ်ဖက်မှာတော့ဘာပဲလို့ခေါ်တဲ့ကောင်မလေးတယောက်ဒီ game နဲ့ခုမှစဝင်လာပါတယ်။ player တစ်တည်းရဲ့လမ်းညွန်ဖြစ်တဲ့ဝင်းကြီးတကောင်ကတော့သူမတို့ဒီ game ကတကယ်စစ်လို့ဖြစ်ပြီးတော့အစားစားရင်လည်းအရသာခံနိုင်တဲ့အကြောင်းပြောလိုက်ပါတယ်။ ပြီးတဲ့ခါမှာတော့သူမကစတင်ကစားဖို့ပြင်မာတော့တယ်။ဒီချိန်မှာပဲတစ်တော့တဲ့ကိုပြေးဝင်သွားတဲ့ပလီယာတစ်တယောက်တွေ့ရပါမယ်။အဲ့ဒီလိုကတော့သူထပ်အဆင်ပြေနဲ့ရိုးစုတဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။တပတ်မှာတော့မောင်ယိုးကသူ့လောက်ရလူတို့ကိုမျိုးတဲ့မဝင်နိုင်လို့စိတ်တက်ကြနေပါတယ်။ဖတီးကလည်းသူတို့ကူညီပေးနိုင်မလားလို့မေးတဲ့ခါမှာတော့မောင်ယိုးကအကြံတစ်ခုရသွားပါတယ်။သူကရိုးစုစစ်တီတွေကိုစူးစီးပြီးတော့ဝင်းပလီလူမျိုးတိုက်ခိုက်ဖို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့အားလုံးစာအုပ်တွေပေးပြီးအဲ့ဒီစာအုပ်တွေကဝင်းပလီတွေဘလို့တတ်မလဲဆိုတဲ့လမ်းညွှန်ဖြစ်နေပါတယ်။ဒါပေမဲ့ဖတီးကတော့ရိုးစုတွေကစာမဖတ်တော့ဘူးလို့ပြောလိုက်ပါတယ်။ မောင်ယိုးကလည်းအလုံးရဲ့အဆင့်တွေကနိုင်နေသေးတယ်အမြင်ပြီးကစားသမားတွေတက်ခိုက်တာကိုခံရနိုင်တယ်လို့တွေးနေပါတယ်။အဲဒါကြောင့်ကစားသမားတွေဘလို့တက်ခံမလဲဆိုတာတင်ပေးပြီးတော့ထောင်ချောင်ထဲကိုမြားခေါ်ပြီးရိုင်းနှက်ခါပစ္စည်းတွေကိုယူရမယ်လို့ရှင်းပြလိုက်ပါတယ်။ယိုးစုတွေကလည်းသူ့ရဲ့စီစဉ်သဘောကျပေမဲ့ကြောင်နေကြတကောင်ကတော့မောင်ယိုးပါလုံးနေလဲဆိုတာစောင့်ကြည့်နေရတွေ့ရပါတယ်။နောက်တစ်ခါမှတော့အတင်းဝင်လာသူ၃ယောက်ကဝင်ပလီတွေဘလို့တက်ခံမလဲဆိုတာဆွေးနွေးနေတော့မှာပဲ။ရုပ်တရက်အယူဆစစ်တီတွေကဝင်ပလီတွေတက်ခိုက်နေရတွေ့လိုက်ရပါတယ်။ဒါကြောင့်စွန်စားသူတွေကနားမလည်နိုင်ဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့ monster တွေကအချင်းချင်းမတက်ခိုက်ကြလို့ပါ။ အယိုးစုတွေကဝင်းပလီအကျဉ်းချန်နေတဲ့အိမ်ကိုပြန်လာပြီးတော့မောင်ရိုးကိုလိုအပ်တဲ့ပစ္စည်းတွေပေးလိုက်ပါတယ်။သူတို့ကလမ်းမှာကစားသမားတချို့တောင်လူရက်ခဲ့တယ်လို့ပြောလိုက်ပါတယ်။မောင်ရိုးကလည်းယိုးစုတွေကလည်းပဲတက်လာတာနဲ့အမျှပို့ပြီးပါနဲ့လာလို့ပြောရှင်းနေပါတယ်။ပြီးတာနဲ့သူကလိုအပ်တဲ့ပစ္စည်းတွေကိုယူပြီးဖတ်တီးရတော့ဒီတောင်ကိုအပ်လိုက်ပြီးဆိုပြီးကဘာကြီးကိုလေးလာဖို့ထွက်သွားပါတော့လေ။သူထွက်သွားရင်မျိုးရင်းဝင်နိုင်မှုဆိုပလေယာတယောက်အိမ်မိုးတွေဆန်ဖြုတ်ဖို့လိုပါတယ်။ ။မောင်ယွန်းကလည်းအဲ့ဒီနေရာပလီယာတစ်တီထဲမှာဘသူကသူ့အတွက်အကောင်းဆုံးတခင်ဖြစ်မလဲဆိုတာစောင့်ကြည့်နေပါတယ်။ဘာပဲရလဲသူ့မွေးဖို့အကောင်းတကောင်ရှာနေတာတွေ့လိုက်ရပါတယ်။သူမှပန်းရဆလိုင်းတကောင်တွေ့ပြီးချစ်ဆရာကောင်းလို့ဖမ်းမိမယ်။အဲ့ဒီဆလိုင်းရဲ့သွေးတန်းကအပြည့်ရှိနေတော့ဖမ်းနေလို့မအောင်မြင်ခဲ့ပါဘူး။ဒါမဲ့သူမကတော့အရှုံးမပေးဖို့ဆုံးဖြတ်ထားပါတယ်။မောင်ယိုးကလည်းသူမကိုတဘောကြပြီးသူ့ရဲ့တခင်ဖြစ်စေချင်ပါတယ်။သူမတခြားပန်းရောင်ဆလိုက်တဲ့ကောင်ဖမ်းဖို့စူးစမ်းတဲ့ခါမှာတော့ မောင်ယိုလည်းအဲ့ဒီဆလံကိုကန်လိုက်ပြီးသူ့အစားဝင်အဖမ်းခံလိုက်ပါတယ်။ဘာပဲကလည်းစိတ်ပြတ်သွားပြီးလမ်းညွန်ပြဝင်းကြီးကလည်းသူမရဲ့ပထမဆုံးအိမ်မိုတက်ဆန်တွေကုန်ပြူနေပါတယ်။ဒါပေမဲ့သူမကတော့ချစ်စရာကောင်းတဲ့ဆလံကိုလိုချင်လို့ငိုနေပါတော့တယ်။မောင်ယိုကလည်းသူကချစ်စရာကောင်းတယ်လို့ပြောပေမဲ့သူမကတော့သူ့အကြည့်ပြီးရုပ်ဆိုးတယ်လို့သာပြောလိုက်ပါတယ်။သူမကလည်းဆဆချင်းမှာအယိုးစုစစ်တီတွေရဲ့ထိလန့်စရာအတွေ့အကြုံရောအယိုးစုအိမ်မိုတက်ဆန်ဖြစ်မလိုချင်ဘူးလို့ပြောလိုက်ပါတယ်။ ဒါကြောင့်ဘောင်ယိုးကလည်းသူကတချင်းကတောက်ချိုးကြီးဖြစ်ခဲ့ပေမဲ့အခုကကျိန်းစာမိနေလို့ရိုးဖြစ်သွားတာလို့ပြောလိုက်တဲ့ခါမှာတော့သူမကသူ့အိမ်မရစ်ဆန်ဖြစ်ထားလိုက်ပါတယ်။သူတို့လမ်းလျှောက်မြို့ရဲ့နောက်ဆုံးလောက်ရောက်သွားပါတယ်။ဘာပဲကတော့ဂိမ်းချောင်းမမမတီလို့ပြောလိုက်တဲ့ခါမှာတော့ဘောင်ယိုးကသူမမေးချင်တာတွေရောသူ့ကိုမေးနိုင်ပြီးတော့သူ့တခြား player တယောက်လို့ဆက်ဆက်နိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့ဘာပဲကတော့သူကရိုးစုပဲဖြစ်လို့ကစားသမားတယောက်လို့မဆက်ဆက်နိုင်ဘူးလို့ပြောကရီမောနေပါတယ်။ဒါမဲ့မောင်ယိုးကလည်းသူ့အလုပ်ရာတို့တိုးသွားရင်ရာအလုံးပြောင်းလဲသွားမယ်လို့ပြောလိုက်ပါတယ်။ ။ဘာပဲကအဲ့လိုဖြစ်ဖို့ဆိုပတ်ဆက်အများကြီးလိုလိမ့်မယ်လို့ပြောပြီးသူမှမပတ်ဆက်မရှိတဲ့အကြောင်းပြောလိုက်ပါတယ်။ဒါမဲ့ဘာပဲကငါမင်းတို့တခင်ကောင်းဖြစ်ချင်းလို့ပတ်ဆက်ရဖို့နီးလန်းရှာမယ်လို့ပြောလိုက်ပါတယ်။မောင်ယိုးကလည်းသူမှမစိတ်ကောင်းရှိတာတည်သွားပြီးသူမှအလုံးရတူတို့ဖို့လုံလောက်နေပြီလို့ပြောပြီးသူပတ်ဆက်နေကိုပေးလိုက်ပါတယ်။သူတို့ကတနင်္လာနေ့တူတူကုန်ဆုံးကြပြီးကြောင်နေကြတော့သူတို့ဆက်လက်ဆောင်ကြည့်နေပါတယ်။ အဲ့ဒီညာပါပဲကြောင်းနေကြတော့သူတခင်ကိုသူစောက်ကြည့်နေတဲ့ထူးဆန်းတဲ့တတော်အကြောင်းတင်ပို့လိုက်ပါတယ်သူတခင်ကလည်းဆန်နှမြနှစ်ပတ်လေရှာဖွေမှုခွက်မှာငင်းထမြက်တဲ့ MBC တကောင်နဲ့ပတ်သက်နေရဲဆိုတာသိပြီးတော့မောင်ရိုးစိတ်ဝင်စားသွားရင်ဒီပန်းလေးလည်းပြီးဆုံးသွားပါတယ် Anime လေးကိုကြာရင်တော့ Luckily နဲ့ Comment မှာ Sticker လေးပြပြရေးပေးသွားပြီးတော့ Subscribe လုပ်ရသေးလေ Subscribe လုပ်ပေးခဲ့ကြပါအောင်အားလုံးပဲတာယာပြွှင်တော့နေ့ရက်လေးပိုင်ခိုင်းနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဗျာ